အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ The Sports Corner နေပြန်လည်ကြိုဆိုလိုက်ပါတယ် review season နေကျွန်တော်တို့တွေစက်တိုက်တွေကျွန်တော်တို့တင်ပေးနေပါတယ်အဲ့တော့ဒီတစ်ပတ်မှာ Premier League ပြည်လန်းကနေခြေချော်သွားကြတဲ့အသင်းနှစ်သင်းရှိပါတယ်အဲ့တော့ Liverpool အသင်းနဲ့ Man City အသင်းပေါ့အဲ့နှစ်သင်းလုံးရှုံးနေခဲ့တယ်အဲ့အကြောင်းလေးကိုကျွန်တော်တို့ကိုချီကြီးကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကိုချီမင်္ဂလာပါမင်္ဂလာပါခုနနိုင်အဲ့တော့ပထမဆုံးတော့ကျွန်တော်တို့ဘယ်ဝဲပြောကြမလဲဆိုတော့ဒီဒီဒီပွဲလေးအရင်ပြောလိုက်အောင်ပေါ့နော် Liverpool Liverpool 3-2နဲ့ပွဲပေါ့နော်အဲ့တော့ လစ်ပါပူးကိုကျွန်တော်တို့ front fat ကို၅လုံးသိမ့်လိုက်တယ်ဆိုတော့ကျွန်တော်တို့ပြန်လာပြီးထင်ခဲ့တာဗောနော်ဟိုသူပြန်မလာဘူးဖြစ်နေပြဿနာအဲ့မတိုင်ခင်မှာ၄ဝက်ဆက်ရှုံးထားတယ်ဗျာသိလားဟုတ်ကဲ့အဲ့တော့ဒီပွဲမတိုင်ခင်မှာအဲ့လိုရှုံးနေများလာတဲ့အချိန်မှာအရှုံးတွေရနစ်နေပြီဗျာသိလားကျွန်တော်တော့တော်တော်တိုင်ပတ်နေပြီအာနိစလောက်လည်းတိုင်ပတ်နေပြီကျွန်တော်တို့ကအာနိစလောက်ကိုပြီးခဲ့တဲ့ရာသီကအခုဝေဖန်မှုတွေမြင့်တက်လာပြီဗျာကလော့ချန်ထားခဲ့တဲ့ အဲဒီ movement တန်လေးပေါ့အဟုန်လေးနဲ့အရှိန်လေးနဲ့သွားနေတဲ့ဟာနဲ့မင်းကဖလားရသွားတာဆက်လို့ဆိုတာဘာမှမဟုတ်ဘူးဆိုတဲ့ဟာမျိုးတွေရှိတယ်အဲ့တော့ကိုချင်းကြီးရောဒီတပါဦးတင်လက်ရှိဖြစ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်နေရပေါ့နော်ပြောမယ်ဆိုလဲပြောချင်စရာကဖြစ်လာတာဟုတ်အဲ့တော့ဖြစ်လာတာအကြောင်းရင်းကတော့အများကြီးပေါ့လေလေပါဘူးဒီလိုကြာသွားတဲ့ပြဿနာတွေအများကြီးအခုကျွန်တော်တစ်ကဘာလုံးဝိုင်းပြီးပြောနေကြတယ်မှန်ပါတယ်တစ်ချက်ချင်းစီမှာကျွန်တော်ပြောစရာတွေအများကြီးပဲ ော့ဒီမှာကျွန်တော်တို့မြင်လာတဲ့အချက်ကလေးတွေဆွဲထုတ်ပြရမယ်ဆိုရင်တော့လီဗာပူးပြီးခဲ့တဲ့ရာသီအရောက်ဒီခံနိုင်စွမ်းမရှိတော့ဟုတ်ကဲ့ပြိုင်ဘက်တွေကအာနီစလော့ဂရိုင်းပွဲပြီးမှဒါဝင်ဝင်ခံထားတယ်ပြိုင်ဘက်တွေကသူတို့ကိုဘလို့အနိုင်ယူရမလဲဆိုတဲ့နီးပြီးပါ strategy ကိုရှာတွေ့သွားပြီအခုလီဗာပူးကတောင်းကန်ဘောတွေတဲကန်ဘောတွေလက်ပစ်ဘောတွေကနေဂိုးတွေထောက်လျှောက်ပေးနေတိုက်ဆိုင်မှုမဟုတ်ကျွန်တော်ခရစ်စတယ်ဘဲလေးကိုရှုံးနေကြည့်လိုက်အဖွင့်ကိုစပေးရတယ်ဟုတ်တောင်းကန်ဘောကနေပေးလိုက်ရဟုတ် ချက်စီနဲ့ပွဲမှာလည်းကျွန်တော်ဒီအဝေးကန်ချက်ဂိုင်စီတို့ရဲ့အဝေးကန်ချက်ဂိုးတွေအဲ့လိုမျိုးတွေဂိုးတွေပေးလာရတယ်ယူနိုက်တက်ရဲ့ပွဲမှာလည်းမကွာရတောင်းကန်ပေါ်ပွဲပြီးအနိုင်ဂိုးကပွဲသိမ်းအနိုင်ဂိုးကတောင်းကန်ပေါ်ကနေပြီးတော့ဘရူနိုကန်တင်ပေးလိုက်တယ်ပေးလိုက်ရဘရန်ဖို့ရဲ့ပွဲမှာလည်းဘရန်ဖို့ရဲ့ဒီဆက်စပီတွေဒီအမြင်ပေါ်တွေအေရီယာဘိုင်းတွေကိုဖစ်စကယ်ဘိုင်းတွေကိုလုံးဝမရှင်နိုင်ခဲ့ဘူးလီဗာပူးကအရင်တော့ ကြန့်ခိုင်မှုဘိုင်းမှာလဲဗန်ဒိုက်တို့ကိုနာသေးတို့လိုကစားမမျိုးတွေခရာဘတ်တို့လိုကစားမမျိုးတွေ ਨੇ ကြန့်ခိုင်မှုဘိုင်းမှာဟိုရင်တော့ဆိုဒါဝင်နူရက်တို့ရှိကြန့်ခတ်မှုဘိုင်းမှာလဲဘလူပြန်ဘက်ကိုမဆိုရင်မောင်တန်းနိုင်ခဲ့တဲ့အသင်းဒါပေမဲ့လက်ရှိမှာတော့ရောက်လာတဲ့ကစားမတွေကလည်းအစ်ဆက်တို့ဖလော်ရီယန်ဗက်စတို့အစနည်းနည်းလေးဝိနေတယ်ဗျ physical ဘိုင်းတို့ကအားသာတဲ့ကစားမတွေမဟုတ်စကေးဘိုင်းပူသွားတဲ့ကစားမတွေညာဟိုမဲလစ်စတာတို့ကလည်းစကေးဘိုင်းသွားခြင်းတယ်အဲ့လိုစကေးဆက်သွားခြင်းတဲ့ကစားမတွေနည်းနည်းပိုများလာပြီးတော့အမြင်ပေါ်တွေကြန့်ခိုင်မှုဘိုင်းတွေတူးချင်းအားပြန်ရမယ့်အပိုင်းတွေမှာလီဗာပူးကဝိတယ်ဆို ပုံစံမျိုးဖြစ်လာတာမိဘူအပိုင်းရလဲအနီစတော့လောကကန်ရနည်းနည်းပေါင်ကျင်းသွားတယ်ဟုတ်တယ်ဟုတ်တယ်ပြန်ပတ်တည်းကလည်းဒီအားနေချက်လေဘဘူဟာဒီကအားနေတယ်โอเคဒီတိုင်းဆက်သွားမယ်ပြီးတော့နောက်တစ်ချက်ကျွန်တော်တို့အမြဲတမ်းကိုနနာကကျွန်တော်အမြဲတမ်းပြောနေကြ United ချက်လက်ဆိုးနေတဲ့အချိန်မှာတော့လည်းကျွန်တော်ဒီကိစ္စကိုပြောခဲ့ဘူးတယ် Fear Factor ဆိုတဲ့ပြဿနာပြန်ပတ်တည်းကအတင်းတင်းပေါ်မှာအကြောက်တရားရှိနေအဲ့ဒင်းကချက်လက်ကောင်းမှုအချိန်လေးကောင်းတယ်ပြန်ပတ်တည်းအဲ့ဒင်းကို respect နေလာတယ်အကြောက်တရားမရှိတော့ဘူးဆိုတော့အဲ့ဒင်းကဘယ်လောက်ထိကောင်းကောင်း ကစားဘူးခက်လာအခုလီဗာပူးကြုံနေရအဲ့ပြဿနာဟုတ်ကဲ့သူတို့ပေါ်မှာပြန်မဲ့တည်းရဖီယာဖတ်တာတွေကအများကြီးလျော့သွားပြီဒါတော့ကာရီကာလို့လည်းပြောခဲ့ဘူးပါတယ်ဟိုမက်ဆီဒီ၄နှစ်ဆက်ချန်ပီယံလောက်ဖြစ်ပြီးတော့မနှစ်ကကြိုးကြတော့လောကြီးတပွဲစားနှစ်ပွဲစားရှုံးလိုက်တာနဲ့နောက်လာမဲ့မက်ဆီဒီနဲ့တွေ့မှပြန်မဲ့တည်းရဘာမြင်သွားလဲဆိုတော့ငါတို့မက်ဆီဒီနဲ့တွေ့ရင်အမှတ်ရနိုင်တယ်မက်ဆီဒီကိုငါတို့နိုင်လို့ရတယ်အဲ့လိုခံစားမိသွားတယ်အာဆနယ်တို့ရှိမှရလက်ဆိုးနေတော့လည်းအဲ့လိုပဲ United ရလက်ဆိုးနေတော့လည်းအဲ့လိုပဲအခုလီဗာပူးနဲ့အာနီဆိုတော့ကြုံနေရတာလေအလားတူပုံစံပဲ လီဗာပူးနဲ့ရှေ့မှာပဲလစ်ကိုရှုံးလိုက်တယ်ဂလာတာဆရီကိုရှုံးလိုက်တဲ့နောက်ပိုင်းမှာနောက်ထပ်ပြိုင်ဘက်တွေရတယ်လီဗာပူးကိုငါတို့ဘာလို့အနိုင်မရနိုင်ရမှာဒီအချိန်ဒီမှာငါတို့လည်းလီဗာပူးကိုနိုင်နိုင်တယ်ဆိုတော့ခံစားချက်အဖီလင်ကအကုန်လုံးအသင်းတိုင်းမှာရှိသွားပြီဆိုတော့ဒါကလီဗာပူးအတွက်ကောင်းတဲ့လက္ခဏာတွေမဟုတ်ဘူးဟုတ်ကဲ့ခံစားပိုင်းအားနည်းမှုရှိတယ်ကျွန်တော်ထင်တာကဒီခံစစ်ကိုပဲလက်ညှိုးထိုးနေလို့မရဘူးအသင်းရဲ့ system တစ်ခုတိဆောက်ပုံရခံစစ်ကိုကွဲလှယ်ကကာဘာလုတ်ပေးနိုင်စွမ်းနေ တောင်ပံကကစားသမားတွေခံစစ်ကိုလိုက်ပြီးတော့ဖြည့်နိုင်စွမ်းနေအများကြီးအားနေသွားတာလည်းပါလိမ့်မယ်အဲ့တော့ဒီဘက်ကတခုတည်းမဟုတ်ဘူးဗျအကြောင်းအရာတွေအားလုံးစုံပြီးတော့ဖြစ်နေတာတေးကြတာတော့ဒီချိန်နေမှာအဓိကဓာတ်တွေကိုပြန်ပြီးတော့ handle လုပ်ပြီးတော့ judan ပြန်လှည့်ပြီးတော့ဒီအဖြေတစ်ခုကိုရှာမှာတော့အာနီဆလော့ပဲ jagging clock ထားခဲ့တဲ့လူစင်းအတိုင်းမနှစ်ကဆက်ပြီးတော့အဲ့ပုံစံအတိုင်းကိုသူ့မူလေးနဲ့နည်းနည်းပါးပါးအပြောင်းလဲလုပ်ခဲ့တဲ့ဟာကအဆင်ပြေခဲ့တယ်ဒါပေမဲ့ဒီအာဒီမှာတော့ချန်ပီယံဖြစ်တဲ့အသင်းကိုအကြီးစားပြင်ဆင်တာကျွန်တော်ကျွန်တော်တော့ကျွန်တော်ကစားမှာ ကျွန်တော်ဘလုံးဝဲကြည့်ခဲ့တဲ့ကာလတစ်လျှောက်မှာဒါပထမဆုံးမြင်မှုတာပဲ။များသောအားဖြင့်အသင်းတွေကို revolution လုပ်ကြရတယ်ဆိုတာကမအောင်မြင်တော့တဲ့ယာတီမှာဥပမာ Guardiola ကြီးပထမဆုံးယာတီရောက်လာတယ်။ဟုတ်တယ်ဟုတ်တယ်။နောက်ရမအောင်မြင်လို့သူဖလားလက်မဲ့နဲ့ကြုံလို့သူ revolution လုပ်တယ်။ဟုတ်တယ်။အခု Guardiola ထပ်ပြီး revolution လုပ်တယ်ဆိုတာ version 2.0ပြောင်းတယ်ဆိုတာမနစ်ကသူတို့မအောင်မြင်ခဲ့လို့ Liverpool နဲ့ Anfield ကတော်တော်ထူးဆန်းတာကမနစ်က champion ထရရပြီးတော့၄နှစ်ဆက်လောက်မရဝေးနေတဲ့ Premier League ဖလားကိုထရရပြီးတော့မှ အကြီးစားပြင်ဆင်မှုတွေလုပ်ဖြစ်တာဟုတ်တယ်အာလို့တော့ထားတော့သူထိန်းလို့မရတော့လို့ရိုဘိုကျသွားပြီရိုဘိုဆက်နေရာမှာအစားထိုးတယ်တိုက်စစ်ပိုင်းမှာဂျိုတာကစိတ်မကောင်းစရာဖြစ်ရဆိုနေကြုံရတယ်ဒီရက်တို့နောက်ဒေါင်နူရက်တို့ရောင်းပြစ်တယ်အဲ့ဒီနေရာမှာ Florian Vaz တို့ Isak တို့ခေါ်လာအမှန်တိုင်းပြောရမနှစ်ကတည်းကကျွန်တော်တို့ဒေါင်အလျှောက် Liverpool Champion ဖြစ်မဲ့တာဖြစ်သွားတယ်တရားဒီတိုင်းလို့တရားဒီလုံးလို့လို့ Liverpool ပြည်သက်တွေရောတခြားသော fan တွေအားလုံး Liverpool ရဲ့အားနည်းချက်လို့ကျွန်တော်ပြောရင်သူတို့မှာ number 6 destroyer 6 6မရှိဘူး DMF 6 6မရှိဘူးဟုတ် ဒီမှာ Malister လို့ Deep Line Playmaker ရဲ့ Grammar Badge လို့ Box to Box ကစားမှမတူညီတဲ့ Play Style မတူတဲ့ကစားမှနှစ်ယောက်ကိုတွဲဖက်ပြီးတော့အဲ့ combination ကနေအကောင်းဆုံးပုံစံကိုယူထားတာတကယ်တမ်းဒင်းပြည့်ချက်ပြည့် disruptor ကောင်းကောင်းမရှိဘူးဆန်တဲ့ဘက်မှာလည်း van dyne နဲ့ corner တေးနှစ်ယောက်ထဲကြားကန်ထားတာသူတို့နှစ်ယောက်တက်ရောက်တာ injury ဖြစ်သွားကြည့်မနှစ်ကလေးကတိုင်ပတ်မှာဟုတ်တယ်ဟုတ်တယ်အခုလည်းအဲ့အတွက်အဖြေမရှိဘူးဟုတ်တယ် gourmet တို့ကလည်းအဲ့ level မဟုတ်ဘူးဆိုတော့တကယ်တမ်းပြောမယ်ဆို transfer policy တွေမှာလည်းရှိပြီးသားနေရာတွေကိုထပ်ပြီးပံ့ပိုးတာအများများသွားတယ် ိုက်စစ်ကအဂီတဂီလောက်နဲ့အမှန်လုံလောက်ပြီဟုတ်တယ်ဟုတ်ဤဆက်လောက်နဲ့လုံနှစ်ယောက်မှာတစ်ယောက်ဆို okay ပြီ Florian Vest ကလည်း super slice ရှိနေတဲ့ကြောင့်အရေးကြီးလုံနေတဲ့ပြဿနာလည်းမဟုတ်သေးဘူးတကယ်တမ်းက꽌လယ်နဲ့ခံစစ်ကိုပိုဦးစားပေးပြီးပြင်ဖြည့်ခဲ့တယ်နဲ့ transfer policy တွေမှာသူတို့ရဲ့ဒီဆုံးဖြတ်ချက်တွေမှားတယ်လို့တော့ပြောလို့မရဘူးပေါ့လေရှေ့မှာရှိပြီးသားနေရာတွေမှာပိုကောင်းအောင်ထပ်ပြီးတော့မုံမှန်တာများသွားပြီးတော့လူနေတဲ့နေရာတွေမှာဖြည့်ဖို့ကြံသွားခဲ့တယ်ဒီဒဏ်တွေကိုခံစားနေရလို့ထင်တယ်မိကလေးနာများသွားတာပါကျွန်တော်များသွားလို့ねအားကြောင့်ပေါ့လေကျွန်တော်ပြောချင်တာက ဘယ်ရောက်တော့များလို့မကောင်းဆိုတာအဲ့ဒါပဲဒါပေါ့မှန်ပါတယ်တန်ဆေးလွန်ပြီပေါ့တန်ဆေးလွန်ပြီပဲအဲ့တော့ကျွန်တော်ကတော့ transfer policy အလွဲကသူတို့ဒီလက်ရှိဖြစ်ပျက်တွေခံစားနေရလို့ပဲကျွန်တော်ကမြင်တယ်အဓိကအမှားအကြီးတွေထောက်ပြရမယ်ဆိုရင်တော့ကျွန်တော်ကအဓိကတော့အာနိုးပြဿနာကိုသူတို့မရှင်းနိုင်သေးဘူးဟုတ်ဆိုအာနိုးရဲ့ဒီညာချင်းကနေ double pivot ကိုတတ်ထောက်တာမျိုးဒါအောင်အာနိုးရဲ့ဒီဘောလုံးရရင်ချက်ချင်း second ဝက်လောက်အတွင်းတစ်စက္ကန့်အောင်မကြအတွင်းမှာဖြတ်ထိုးညံကောင်းကောင်းနဲ့သူ့ရဲ့ခြေောက်က အုံနောက်ကတွေးတဲ့တာနဲ့သူ့ရဲ့ DS တို့စလာလို့စီတင်ပြီးသားဟုတ်တယ်လောင်းပေါ်တွေစိုက်ချင်းတာတွေညာနေဘယ်ကိုချင်းတာတွေအဲ့ဒါကိုရှားဖို့အတွက် super slime ကိုအဲ့ညာချမ်းကိုတွားပြီးတော့တုံးနေရတယ်အခုအဲ့ဒါအရင်နှမ်းမျောဖို့ကောင်းတယ်ကိုယ်နဲ့မှာကြာသွားရောအခုကဒံယာချောက်တုံးတာမဟုတ်တော့ frame bound တို့ bradley တို့အစဒံယာရှိနေလို့တို့အဆင်မပြေတော့အခုမဟုတ်ဘူးကစားကွက်အရာကိုတုံးရတာဖြစ်လာပြီအဲ့လိုလိုချင်တာအဲ့လိုလိုချင်တာအဲ့တော့အာနေနေရကိုရှားဖို့အတွက် စူပါစလိုက်ကိုအဲ့မှာသွားတုံးလိုက်ရတယ်စူပါစလိုက်ကတကယ်တော့ဒီရာစီမှာပရီးမီးယားလိရဲ့လက်ရှိခြေစွမ်းအပြအဆုံးနဲ့အကောင်းဆုံးတော့ပြောလို့ရတယ်မှန်ပါဗျငါမျိုးကိုကောင်းတယ်သူအရန်တက်နေတဲ့အချိန်ကြမှာဗျာသိလားဟောကျန်တဲ့ဟာကြီးလိုက်တော့လေပြီးခဲ့တဲ့ပွဲမှာသူကျွန်တော်မက်ဂလစ်စတာကိုမတုံးခဲ့ဘူးဟာကာတီဂျိုအစီအပြေများဆိုပြီးသူတုံးကြည့်တယ်ပေါ့နော်အဓိကလီဗာပူးကနောက်ထပ်အမှားတစ်ချက်ရှိတယ်ခဏအာနုကထားလိုက်ပါသူမထိမ့်သိမ့်နိုင်ဘူးဒါလည်းသူတို့ကြိုးတင်ပလန်မကောင်းလို့လည်းပါတယ်ဒါအတင်းရဲ့ဒါတစ်ပေါင်းများစွာကစားလာတဲ့ကုကစားသမားတော့မထိမ့်နိုင်ဘူးမြေချံပေါက်ကိုအဲ့တော့ ဘယ်ကျမှာကာကက်စ်ကရိုဘိုနေရာမှာဘာမှပြောစရာမလိုဘူးဖြစ်နိုင်တယ်ကာကက်စ်ကလောလောဆယ်တော်တော်ဖြစ်ပြီးတော့ကစားပြီးရတယ်ဒါပေမဲ့ရိုဘိုလောက်တော့အတွေ့အကြုံ AC မြတ်ဆိုတော့မရှိဘူးဒါပေါ့နောက်ထပ်ပြဿနာတစ်ခုကဘာလို့ DS ကိုရောင်းတာတော့သိလားဒါပေါ့လိုစီရက်ကိုရောင်းလို့မရဘူး first time ဖြစ်တယ်အရန် first time ဖြစ်တယ်ဂျိုဒါရှိလို့ရောင်းလိုက်တယ်ဆိုရင်တော့ ခံတာသေးခံတာသေးအခုဂျိုဒါကအဆင်မပြေဘူးဂျိုဒါဟိုကဖြစ်သွားပြီဗျာကျွန်တော်အဆင်မပြေတဲ့မဟုတ်လို့မထင်ထားတဲ့ဒါအဖြစ်ဆိုးကြုံခဲ့ရတဲ့အချိန်မှာသူတို့လူဝစ်စီရကိုရောင်းကိုရောင်းလို့မရတော့ဘူးအဲ့ဒါကအမှားပဲဒါဝင်တုံးကြီးကမရှိတာပြဿနာမရှိဘူးအဲ့သူတို့ဘာမှပြဿနာတက်သွားလဲဆိုတော့အဲ့ Florian Wiers ပေါ့နော်ထားလိုက်တော့ first first ပေါ့ Florian Wiers ကိုဝယ်လိုက်တာ ਨੇ အစ်ဆက်ကိုထပ်ဝယ်လိုက်တာယာတုံးလေးယူလိုက်ပါမယ်ဆိုတော့ပတ်စံကသန်း130ရှိတယ်40ထားလိုက်ပေါ့ဒီ Premier League record ဗျာလူးလေဗျာတိလား အီကီတီကီပထမအဆင်ပြေသေးပြီအိဆက်မရောက်လာခဲ့တဲ့အဆင်ပြေနေအောင်အခုသူတို့နှစ်ယောက်လည်းအဆင်မပြေဘူးသူတို့နှစ်ယောက်တင်းကွင်းနေလားဆိုတော့မကွဲဘူးသူတို့နှစ်ယောက်လည်းဒါစစ်စစ်လုံးလုံးပါပဲဒါအီကီတီကီကလည်းကျွန်တော်အင်တာဗျူးတစ်ခုမှာဖတ်လိုက်တယ်ပရီးမီးယားလိမှာမင်းထက်အကောင်းဆုံးလို့ပြောလို့ရတာဘာလို့ရှိလဲတဲ့အီကီတီကဘာဖြစ်လဲထူးဆန်းတယ်မရှိဘူးတဲ့အင်းဒါပေမဲ့မင်းတယောက်ကိုပြောပါဆိုရင်တော့ဟာလန်ပဲဖြစ်မှာဗောတဲ့သူကတော့ငါတဲ့အတွေ့အကြုံ ရှိတယ်ဗောနော်သူလည်းตายလို့မပြောပါအောင်เนาะပြောချင်တာ IKIDIKI ရဲ့ကိုကိုကိုခံယူချက် mindset ကသူလည်းသူ့ကိုယ်သူဒါဒါပေါ့ဒါမှတိုင်းကတော့ဒါကိုဘွားမှာကိုဟီးရိုကြီးပဲအကောင်လုံးကကိုကို life မှာတော့ကိုကသူရဲ့ကောင်းကြီးပဲဟုတ်တယ်အဲ့တော့ ikidiki ကကောင်းနေပြီကျွန်တော်ကအစ်ဆက်ကတကယ် mentally နည်းနည်းလေး damage ဖြစ်သွားတယ်နည်းနည်းလေးထိခိုက်သွားတယ်သူ Newcastle မှာဖြစ်တဲ့ပြဿနာတွေရဲ့နောက်ပြီးဒီ Florian VS ကဒီကစားကွက်မှာ MU ခုနကကိုချစ်ကြီးပြောခဲ့တဲ့ဒီကျွန်တော်တို့ရဲ့မြင်ခဲ့တဲ့နောက်ဆုံး နှစ်တွေအတွင်းမှာလီဗာပူးက high pressing high intensity game နဲ့တွားနေတာတကယ်ကိုအရန်ကို high pressing တွားတဲ့ super high ပါတကယ်ကို high pressing တော့မှတကယ်ကိုမြန်မြင့်တဲ့ဟာအဲ့တော့အဲ့ဒါကိုအခုအဲ့လိုပြန်ချပြီးသူကဟို Arnis Law ကပေးခဲ့ရတဲ့အဲ့ဒါကိုဆန်းနေ Position လေးနဲ့သူကပြန်သွားချင်တာဟုတ်တယ်အဲ့ဒါက Premier League မှာမရဘူးဗျ အဲ့ position ကို Guardiola လိုမျိုးကစားကြည့်ရင် Guardiola လိုနှစ်ပေါင်းများစွာတီးဆောက်မှရမှာအဲ့ဒါကိုလွယ်လွယ်လေးနဲ့တရားသီးလေးခေါ်လိုက်ရုံနဲ့မရဘူးပြကျွန်တော်ပြောအဲ့ဒါလေးကလွဲသွားတယ်ပေါ့နော်ကျွန်တော်ဒီနီးစစ်နှစ်ပိုင်းမှာလည်းလွဲသွားတယ်အာနီးစလော်လည်းသိနေပြီအဲ့ဒါကိုဒါပေမဲ့သိဘလူပြင်လို့ပြင်ရမှန်းမသိဘူးအခုကအချင်းကနောက်ကျသွားပြီအဖြေမတွေ့တော့ဘူးအဲ့တော့ frame power လည်းတော်တော်လေးကိုတာအသေးနဲ့အလောက်ကြီးအမကိုက်တော့ကျွန်တော်ကျွန်တော်ဆိုမကြိုက်ဘူးဗျာ frame power က3ဘက်ကစားလာတဲ့ကစားလာမှာ full ball မှာကျတော့အဲ433မှာညာချမ်းကစားလာအရန်အားနေလို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့ဒါအများကြီးပေါ့တော်တော်စုံစုံစုံသွားတယ်ပေါ့နော်အဲ့ကိုနေတော့ကျွန်တော်တခုတော့ဟိုကျွန်တော်တို့ liverpool လိုအပ်နေတဲ့ကိစ္စတွေ liverpool ဒီမှာယော့လာတစ်ကဘာလုံးလည်းပြောနေကြတယ်ဟုတ်ဟိုစိတ်တော့မကောင်းစရာပေါ့လေအဲ့ဒါအခုအစောကြီးလည်းရှိသေးတယ်ကိုးပွဲပဲရှိသေးတယ်ကျွန်တော်တို့ကိုယ်တိုင်ရောကိုနေတော့ရောတွင်တွင်ကြဲကြဲလည်းခဏခဏပြောနေ premier league champion စုကြောင်ပြောဖို့အရန်စောနေသေးတယ်ဟုတ် ဒါပေမဲ့၄ဘွဲဆက်ပရီးမီးယားလိမှာလက်ရှိချန်ပီယံအသင်းတွေကို၄ဘွဲဆက်ရှုံးတာဆိုတော့တခါမှမမြင်ခဲ့ဘူးဘူးဒါပထမဆုံးမြင်ဘူးလားဟုတ်တယ်ဟုတ်တယ်ပထမဆုံးပဲနိုင်လို့ရောလေသူမဟုတ်တို့လည်း၅ဘွဲဆက်နိုင်တယ်ပြန်ပွဲတော့၇ဘွဲဆက်နိုင်တယ်ရှုံးတော့လည်းမရက်တတ်တော့ဘူးခုပရီးမီးယားလိမှာ၄ဘွဲဆက်ရှုံးပြန်ပွဲတော့၆ဘွဲမှာ၅ဘွဲရှုံးအဲ့ဒီအခြေအနေတစ်ခုကနေလီဗာပူးကယူတန်းပြန်လှည့်ပြီးတော့ချန်ပီယံပြေးလမ်းထဲမှာပြန်စိန်ခေါ်နိုင်ပါမလားဒီရသည့်လီဗာပူးကိုကျွန်တော်ချန်ပီယံဆုအတွက်မျှော်လင့်ခွင့်ရှိပါဦးမလားဘယ်လိုယူဆမရှိတော့ဘူးကိုချင်းမရှိတော့ဘူး ဒီအခြေခံကြည့်လို့စိတ်မမီတော့ဟုတ်တော့ကိုနာတေးဖန်တိုက်ခုနကပြောလို့တယောက်နာသွားရင်ပြောလို့နောက်ကိုနာတေးဖန်တိုက်ကပွဲတွေဆက်ဆက်ကန်ကျလာပြီတဖြည်းဖြည်းနဲ့ကျလာတယ်ဆိုတော့သူတို့အသက်အရွယ်ကြီးဖန်တိုက်လည်းကြီးနေပြီဒါပေါ့ကိုနာတေးကဖန်တိုက်လောက်စကေးမရှိဘူးစကေးဆက်မရှိဘူးဆာလာလည်းကျလာပြီဆာလာကတော့ထားလိုက်တော့ဗျာအရန်ကုန်ထားရမှာတော့ပဲဆာလာတကယ်ကိုသုံးလို့အဆင်မပြေတော့ဆာလာကတကယ် live legend ပဲ legend ကို legend ပြပြလေးဗျာအမှန်တကယ်တော့ပြီးခဲ့တဲ့ရာသီနဲ့ကမနှစ်ကသူကဆာလာရောယုံခဲ့ရလို့လားမသိဘူးဒါလည်းပါမှာပေါ့အဲ့ဒါလည်းဖြစ်နိုင်တယ်သူ့ရဲ့လုံးဝ အဆုံးကျွန်တော်မနစ်ကတော့ပြောခဲ့တယ်။ तू ကကုန်ငန်းလေးမိစားလို့ပဲထတော့တာပဲ။ဟုတ်တယ်။နောက်ဆုံးထတော့တာ။ပြီးပြီဆာလာပြီးွားရီလို့ကျွန်တော်ပြောခဲ့။နောက်ပြီးကျွန်တော်ဒီရာသီစမှာကျွန်တော် podcast တွေမှာကျွန်တော်အများကြီးပြောခဲ့တယ်။ Liverpool ရဲ့ဒီကတ်နိုင်တဲ့ winning တွေကိုကျွန်တော်မကြိုက်ဘူးဆိုတော့ကျွန်တော်အချိန်ချင်းပြောခဲ့တယ်ဗျာ Liverpool fan တွေကျွန်တော်လုံးဝမကြိုက်ဘူး။ကျွန်တော်ကအခုဒီနေ့ပြောနေရအောင်လေ Liverpool fan တွေနားလည်မှုလွဲကောင်းလွဲနေနေနော်။၅ဝဲ၆ဝဲဆက်တိုက်တော့ဒီနောက်ဆုံး last minute winning ဆိုတော့ပြောစရာမကောင်းဘူးတော့လို့ကျွန်တော်အများကြီးပြောခဲ့တယ်။ဒါကြီးကတပွဲတစ်လေနှစ်ပွဲတစ်လေကောင်းတယ်။ ဒါပေမဲ့၄၅၆ဝက်ကြရင်ဒါအသင်းပြဿနာတက်နေပြီလို့ဘယ်အချိန်တည်းဘယ်သူကယ်မှာလဲဘယ်သူကငါတို့ကိုကယ်တင်မှာလဲအဲ့ feeling ကြီးကတော့ပရိသတ်တယောက်အနေနဲ့ကောင်းပေမဲ့ဂိုးသွားတဲ့ချိန်မှာပျော်သွားပေမဲ့အသင်းကမှားနေပြီချန်ပီယံဖြစ်မဲ့အသင်းတွေကအဲ့လိုသွားနေလို့မရဘူးကျွန်တော်တို့ကြည့်ခဲ့တဲ့ဘလုံးဝဲတွေမှာအဲ့တော့အဲ့ဒါလေးကိုတော့ကျွန်တော်တို့မြင်နေပါတော့အဲ့တော့ဒီပွဲမှာလည်းကျွန်တော်တို့ brand 4ကတော်တော်လေးကောင်းပါတယ် brand 4ကတော့အိမ်ကုန်းမှာအသင်းကြီးတွေလည်းတော်တော်ရှင်ကန်နိုင်တယ်နောက်ပြီးတော့ကျွန်တော်က brand 4ရဲ့နီးပြ Kate Andrews ကိုလည်းတော်တော်လေးကို respect ပေးချင်တယ်သူဒီဘာဖြစ်အပြောင်းလဲမှာလည်း ဟို Thomas Frank ထားသွားခဲ့တဲ့အသင်းလေးကိုထိုင်မပြတ်လေးနဲ့ကောင်းကောင်းလေးလုံနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒါကတော့ Liverpool ဘွဲကိုထားလိုက်တော့ပေါ့နော် Liverpool ပြန်လာဘာစီလို့တော့ကျွန်တော်ဆွတောင်းတယ်အမြန်ဆုံးပြန်လာစေချင်တယ်ပါဒါကတော့အမှန်တိုင်းပြောတာဒါလက်ရှိကတော့ကျွန်တော်တို့ကမကောင်းလို့မကောင်းဘူးပြောနေတာပေါ့နော်လိုအပ်ချက်လေးရှိနေပြီပေါ့နော်အဲ့တော့ Man City လည်းလုံပါအောင် Man City ကလည်းတကယ်ကိုရလက်ကောင်းနေတောက်လျှောက်ရနေတာဗျအမှန်တမ်းပြောသုံးပွဲဆက်နိုင်ထားတယ် Champions League မှာလည်းနိုင်တယ် Premier League မှာလည်း Da Brentford တို့ Everton တို့ Burnley တို့ တောက်လျှောက်နိုင်ထားတာသုံးပွဲဆက်လောက်နိုင်တာပရီးမီးယားလိမ့်မှာလားအဲ့ဒါရက်သွားတယ်ဆိုတော့အချိန်ကောင်းမဟုတ်ဘူးဗျာဒီရှုံးရမယ့်အချိန်အာဆင်နယ်ကတကယ်ကိုအချိန်ရနေပြီပြောချင်တာထိတ်ဆုံးမှပြေးနေတယ်အာဆင်နယ်ကအချိန်ရနေတဲ့အချိန်လီဗာပူးကညော့နေတဲ့အချိန်မှာအာဆင်နယ်နောက်ကိုကျွန်တော်ကတည်င်းတော့ကတ်လိုက်စေချင်တယ်အမှန်တိုင်းပြောပရီးမီးယားလိရဲ့ဒီတိုက်တွေ race မှာကလီဗာပူးညော့နေပြီလီဗာပူးရှုံးနေတယ်လီဗာပူးကပြန်တယ်ဖို့ကိုခန့်နေရခုနကျွန်တော်ရှေ့မှာပြောဆိုတာအာနီဆိုလေအပြင်ရှာမရသေးဘူးလောလောဆယ်ရ ုံလုံးစက်ကူကပ်ဖြစ်နေတယ်အဲ့မှာလေနေဟုတ်တယ်ဟုတ်တယ်အဲ့အချိန်ဒီမှာဟာလန်အားလေးတဲ့မက်ဆီဒီရွေ့နေတာမက်ဆီဒီပုံမှန်အတိုင်းဒီအဓိကဒေါ်နာရမာရောက်လာပြီးနောက်ပိုင်းမှာတဲ့ကမက်ဆီဒီကတောက်လျှောက်နိုင်ပွဲတွေဆက်လာတာဒီအချိန်လေးအတိုင်းပဲဆက်သွားနေအောင်မယ်လို့ထင်ထားပြီးတော့အမြဲတမ်းသူတို့ဒုက္ခပေးနေကြဗလက်ဘတ်မှာတခုတာ3နှစ်ဆက်ရှုံးသွားဆိုတော့ Unai Emery နဲ့ Villa နဲ့တွေ့တိုင်းမက်ဆီဒီအမြဲတမ်းရုန်းကန်နေရတဲ့အဆင့်လောက်ဒီနှစ်လည်းမကြော်နိုင်ခဲ့ဘူးပိုဆိုးတာကအဓိကတော့အားလုံးပြောနေကြသလိုပါကျွန်တော်မြင်တာကတော့ဟာလန်ပဲဒီနှစ်မန်စီးတီးနဲ့တွဲမြင်နေတဲ့ဟာလန်ပေါ့ မိခိုးဘူးကဂွာဒီယိုလာပွဲပြီးမှဒီပွဲမတိုင်ခင်မှာပြောထားတယ်ဟာလန်ကိုပဲမိခိုးနေလို့တော့သူတို့မရဘူးသူကိုယ်တိုင်ဝန်ခံထားတယ်ဒါပေမဲ့တကယ်တမ်းတကယ်ဖြစ်နေတဲ့ပြဿနာဟာလန်ကိုအယမ်းမိခိုးလုံးအကြီးနေဒီနှစ်အသင်းကဟာလန်ကလည်းတကယ်မိခိုးလောက်ချင်စရာလည်းကောင်းနေတာနိုင်ငံနဲ့ကလပ်အတွက်12ပွဲစတိုက်ဒီဗီလာနဲ့ပွဲမတိုင်ခင်မှာဆိုရင်ဂိုးတွေသွင်းထားတယ်ဒီယာဒီလုံးဝရက်တန့်လို့မရဘူးဖြစ်နေတယ်ဒါပေမဲ့ဟာလန်ဒီယာဒီမှာနိုင်ငံနဲ့ကလပ်မှာကစားထားတဲ့15ပွဲမှာ2ပွဲဂိုးမသွင်းနိုင်ဘူးအဲ့2ပွဲလုံးမန်စီးတီးရှုံးတာ စပားနဲ့ပွဲဇီဒူနဲ့ဟာလန်ရက်သွားတယ်မန်စတီရှုံးတယ်ဗီလာနဲ့ပွဲဟာလန်ရက်သွားတယ်မန်စတီရှုံးတယ်အဲ့တော့မန်စတီရဲ့အဖြေကဟာလန်ဖြစ်နေတယ်ဟာလန်ကိုထိန်းချုပ်နိုင်ပြီဆိုရင်မန်စတီအော်တိုရက်သွားတယ်ဆိုတာမျိုးကိုမပြောချင်လဲပြောရအောင်ဒါတကယ်လည်း reality ဖြစ်နေရဆိုတော့မန်စတီရှူတောင်းကလည်းကြည့်မယ်ဆိုတော့တိတ်တော့ကောင်းတဲ့လက္ခဏာမဟုတ်ဂွာဒီယိုလာဆိုတာကအင်နိုဗေးတစ်အမြဲတမ်းပြိုင်ဘက်ဘလို့မှစဉ်းစားလို့မရအောင်ခံမှန်းရမလွယ်အောင်လုပ်တတ်တဲ့နည်းပြမျိုးဒါပေမဲ့ဒီချိန်နေမှာတော့သူ့ရဲ့မန်စတီသွားနေတာက သူလိုချင်တဲ့ပုံစံကိုမရောက်သေးတဲ့အချိန်တွေမှာယာယီသူတို့သွားနေရဟာလန်းပေါ်မှာပဲမိခိုးပြီးသွားတယ်တရားဒီလုံးဒီတိုင်းဆက်သွားနေရင်တော့မလွယ်ဘူးဗျအဲ့တော့အခုခုတော့သူအဖြေရှာဖို့လိုတယ်ဟာလန်းပေါ်မိခိုးကိုရှော့ချနိုင်ပြီးတော့တခြားအားလုံးဝေးမလုပ်မလဲပေါ့နော်အဓိကတော့မန်စတီးကိုလည်းလီဗာပူးလိုပါပဲကျွန်တော်တို့မှလည်းဟိုအစားထိုးလို့မရသေးတဲ့ပြဿနာတွေရှိတယ်။ရိုဒီဒန်ရနေတဲ့ပြဿနာတွေ၊ကွယ်လယ်ပိုင်းလူမဆုံတဲ့ပြဿနာတွေကလည်းအများကြီးမန်စီးတီးကိုအားနေသွားစေထင်တယ်။အဲ့တော့ဟာလန်ကိုမိခုံးမှုကိုရှော့ချဖို့လိုပဲထင်တယ်။ဟုတ်အဲ့ဒါတော့အမှန်ပဲ ဘော်ဒီလာဘရောမာလေးတယောက်တည်းကိုမိခိုးရတော့အယမ်းရှက်တာသူမက်ဆီကို तू ကအဲ့လိုမျိုးမိခိုးခဲ့ရတာ哦မိခိုးခဲ့ရ तू အမြဲတမ်းပြောပါတယ်မက်ဆီကသူ့ပုံမှာမြင်မှုများမှာအကောင်းဆုံးဒါ तू လက်ခံဒါပေမဲ့ तू အဲ့ရနေဘာလို့ထွက်လဲဆိုတော့ကျွန်တော်ပြောရအဲ့ဒါ तू ကသူ့ရဲ့ကိုယ်ပိုင်အောင်မြင်မှုကိုလိုချင်တာ तू မက်ဆီကြောင့်အောင်မြင်ဆိုရတယ် तू ကလက်ခံပြီးသားဒါပေမဲ့ तू ကိုယ်ပိုင်အောင်မြင်မှုကိုရှာတော့လေမက်ဆီကမှရခဲ့ပြီးပါပြီအခုလည်းပြည့်ပြည့်စုံစုံရခဲ့ပြီးပြီ အခုလေဟာလန်ကိုအဲ့လိုမျိုးပုံစံတူပဲဟာလန်ကိုမသွင်းရင်မနိုင်ဘူးအဲ့လိုမျိုးဆိုတာကြီးကဂွာဒီယိုလာတော်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 မကျေနပ်စရာကြီးဗျာသိလားသူစိတ်ထဲမှာသူလည်းတော်တော်သူကအရန်ပေါက်ကွဲတဲ့နီးပြတော့ကျွန်တော်တို့ထုတ်တာမပြထုတ်မပြတကယ်မှပေါက်ကွဲအားပြင်းပြီးတော့တကယ်ကစားသမားတွေကိုပက်ကျိန်မောင်းနေတဲ့တကယ်ကိုအာနာတော်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဆိုတဲ့ညှစ်ထုတ်နိုင်တယ်ညှစ်ထုတ်နိုင်တယ်အဲ့လိုမျိုးအဲ့လိုမျိုးနီးပြဆိုတော့အဲ့ဒါပေါ့ဗီလာကဗျာသိလား ပထမအခြေအနေတော်တော်ဆိုးနေရ။ကျွန်တော်ကြည့်ရတယ်နော်ဆုံးသူတို့နိုင်ပွဲဆက်လာတာခုနှစ်ပွဲမှာ6ပွဲလားမသိဘူးနိုင်ပွဲဟုတ်တယ်ဂျားထဲမှာယူရိုပါလိမှာတပွဲရှုံးတာဟုတ်တယ်ယူရိုပါလိက Go at Eagle ဘာကိုရှုံးနေဆိုတာဗျာပြန်နိုင်လို့ရတယ်တက်မှာသူကအဲ့တော့အရေးကြီးတဲ့ပွဲတွေတော်တော်များများမှာအကုန်နိုင်တာဗျာသိလား Vida ရဲ့ဒီစင်မပြေမှုတွေပြီးပြီးအခုစံရမ်းမှာ15မှာလည်းအဆစ်ရှစ်ပြန်ရောက်လာပြီ Chelsea ပေါ်မှာကျွန်တော်ပြောတော့တော်တော်ထူးဆန်းတယ်တော့ပထမ Vida ဟိုးအောက်မှာငါးပွဲဆက်နိုင်ပွဲရာသီဖွင့်ငါးပွဲဆက်မနိုင်ဘူးဟုတ်တယ် ဟုတ်တယ်လေးပွဲသတိုက်ပြန်တယ်အဲ့ဒါဟုတ်အဲ့လိုမျိုးကြီးကြအရင်ကောင်းလာတယ်ပေါ့နော်ဟိုတကယ်ဦးနိုင်အမေကကျွန်တော်တို့ short တော့လို့မရဘူးဗျာသိလားနောက်ပြီးတော့အဲ့ဒီပွဲမှာကျွန်တော်သတိထားမိတာဟာလန်ပေါ့ဟာလန်ကသူ့ကို physical ချင်းရှင်မဲ့ခံစင်မှုမျိုးဘလောက်မှမှသူကြော်နိုင်တယ်ရအောင်လုပ်တယ်ဒါပေမဲ့အုံနောက်နဲ့အုံနောက်နဲ့ထိန်းတဲ့ ဒီစန်တာဘက်မျိုးနဲ့တွေ့ရင်နည်းနည်းလေးတိုင်ပတ်တယ်ဟိုကဗန်ဒိုက်နဲ့တွေ့ရင်တိုင်ပတ်တာမျိုးရှိနေမယ်ဆာလီဘာတို့ဆာလီဘာအခုဆိုပေါ့တော်ရက်စ်နဲ့သူနည်းနည်းတိုင်ပတ်တယ်အဲ့ဒီဘက်မှာအဲ့ဒီဘက်ကျွန်တော်နည်းနည်းလေးကြည့်လိုက်တော့ပေါ့တော်ရက်စ်ကပြန်ဒန်ယာပြတ်သွားတာ များနေတာဗျာဟုတ်တယ်အဲ့ပေါတော့စ်ပါတယ်ဆိုရင်ဗီလာခန်းစစ်ကတော်တော်စိတ်ချရတယ်ဟုတ်တယ်တိုးတက်လာတယ်နောက်ပြီးတော့ပေါတော့စ်ကတော့စပိန်ကစားမပြီးပြီလုံးဝစကေးလေးနဲ့ဆော်တာဗျာအဲ့လိုမျိုးလေးဆိုထားလိုက်ပါတော့ဒါကတော့ဒါဟာလန်လည်းပျောက်သွားတယ်ဟာလန်ပျောက်သွားတဲ့အနေထားမှာဒီဆေးဘာတို့ဖိုဒန်တို့အော်စကာဘောတို့ဆာဗီညိုတို့ဒီကစားသမားတွေရိုင်းဒါတို့တိုင်ရိုင်းဒါကိုဒီမှာ4-1မှာဒီအလဲမှာထားပြီးဆော်သွားတယ်ပေါ့နော်အဲ့လိုမျိုးလေးလည်းတွေ့ရဆိုတော့ ဒီပွဲမှာတော့ကျွန်တော်ကဒါဒိုကူတို့ဘာလို့ဘာလို့မသုံးခဲ့ရလဲမာမွတ်ပြန်ကောင်းနေပြီချာကီပြန်ကောင်းနေပြီဒီလိုမျိုးလေးရှိရဲနီကိုကွန်ကွန်ဆာလက်ကိုအထိုင်ထားလို့ရတယ်အဲ့တော့လာမယ့်ပွဲတွေမှာကောမန်စီးတီးအနေနဲ့ကောဒါကတော့ကျွန်တော်တို့တဒင်ကအမှားလေးတစ်ခုဖြစ်သွားမယ်လို့ထင်တာဒါမဲ့ပွဲစဉ်တွေမှာရောသူတို့ရဲ့ဒါနိုင်ပွဲဆက်ခဲ့အခြေစုံတွေပြန်ရလာမယ်လို့ထင်တာဒီတိုင်းပြောရမယ်ဆိုရင်တော့ရှေ့လာမယ့်ပွဲတွေမှာတော့အမှန်တမ်းပြောရင်မန်စီးတီးအတွက်ရောဒီမှာနှစ်သင်းလုံးပေါ့နော်လီဗာပူးအတွက်ရောဟုတ် အမားနေနိုင်တယ်မြန်နေဖို့လူဘာလို့ဆိုတော့ပြိုင်ဘက်အာဆနယ်ကဒီချိန်ဒီမှာတော်တော်လေးကိုဟိုအချိန်ရနေတယ်ဗျဟုတ်တယ်ဟုတ်တယ်ဟိုယထာတစင်းဆိုတော်တော်သူကတော်တော်လေးအချိန်ရနေပြီသူရက်ဖို့ကတော်တော်မလွယ်ဘူးဖြစ်နေဟုတ်ကဲ့အဲ့တော့မန်စတီးနဲ့လီဗာပူးသားဆက်ပြီးတော့ခြေချော်နေဦးမယ်အခုလိုမျိုးနှစ်ပွဲလောက်သုံးပွဲလောက်မှာတစ်ပွဲလောက်ထခြေချော်လိုက်နှစ်ပွဲလောက်သုံးပွဲလောက်မှာတစ်ပွဲလောက်ခြေချော်လိုက်ဆိုကြာလေဝေးလေဖြစ်သွားလိမ့်မယ် ရှေ့လာမယ့်ပွဲတွေမှာဘုံမောင်းနဲ့ကစားရမယ်လီဗာပူးနဲ့ကစားရမယ်နျူကာဆယ်နဲ့ကစားရမယ်ဒါလာမယ့်ပရီးမီးယားလီဂ်သုံးပွဲမှာတက်ပွဲတာပဲနော်တပွဲမှမလွယ်ဘူးအဲ့အိမ်ကွင်းမှာဘုံမောင်းကိုနိုင်မယ်လို့ထားလိုက်အောင်အိမ်ကွင်းဖြစ်နေအီတီဟက်ဖြစ်နေတယ်မန်စီးတီးဘုံမောင်းကိုနိုင်လိုက်နေထားလိုက်အောင်လီဗာပူးနဲ့ပွဲကနှစ်သင်းလုံးအတွက်ဟုတ်တယ်ဘက်အာဆနယ်နောက်ကိုဘသူကတ်လိုက်သွားမှာလဲဆိုတော့အဖြေအတွက်ကိုဒီပွဲကအဖြေဖြစ်လာသေးကြပြီပြက်ပြက်ပြီရှုံးပြီးတော့အခု6မှတ်9မှတ်ကနေတကယ်လို့သာအာဆနယ်ကအဲ့ချိန်ထိနိုင်ပွဲတွေဆက်နေအောင်မဲ့ဆိုနိုင်ပြီးတော့ရှုံးလိုက်မဲ့အသင်းကအာဆနယ်နဲ့ ိုးမှတ်တွေ၁၀မှတ်တွေပြတ်သွားပြီဆိုအဲ့လောက်ချိန်နေမှာပြန်လိုက်ဖို့မလွယ်တော့ဘူးစိတ်တက်ပိုင်းမှာပါအနောက်ရောက်သွားဒါပြီးရင်မန်စတီးကကျတော့နျူကာဆယ်နဲ့စိတ်ကြီးမှတ်မှာသွားကစားရအောင်မယ်ဆိုတော့အဲ့တော့ဒီပွဲမှာတော့စာမွေးပွဲပေါ့လေအဲ့တော့ဒီဗီလာနဲ့ပွဲကိုရှုံးလိုက်တဲ့ရှုံးကြွေးကိုဒီအရှုံးတန်ကြောင့်မန်စတီးရဲ့ရှေ့လာမဲ့၃ပွဲမှာတော့ရက်လက်ကောင်းတွေပြန်ယူပြနိုင်ဖို့လိုတယ်ဒီအခြေအနေတစ်ခုကိုဂွာဒီယိုလာဘာလုပ်ပြအောင်လဲကြည့်ရမှာပါ ဟုတ်ကဲ့ကျွန်တော်လည်းအဲတော်တော်စိုးရင်သွားပြီဘာဖြစ်လို့လဲဆိုတော့လေဘုံနဲ့တွေ့ရတဲ့ခြေဆိုပရီးမီးယားလိဂါကျွန်တော်တို့မမြင်ချင်တာတွေမြင်ရတော့မယ်ထင်တယ်ကျွန်တော်တို့ဘာမမြင်ချင်တာလဲကျွန်တော်တို့အတင်းတင်းဥမာကျွန်တော်ဒီနေ့ဥမာကျွန်တော်တို့ဒီကျွန်တော်မှန်းတယ်ပေါ့နော်အာဆင်နယ်ချန်ပီယံဖြစ်မယ်ပါညာမှန်းတယ်ဖြစ်စေချင်တာဖြစ်နိုင်တာကတပိုင်းဗျာကျွန်တော်တို့ဖြစ်စေချင်ဘူးဆိုတာအဲ့တိုင်တယ်ရေးကြီးကစောစောစီးစီးဗျာတိလားဖြေပေါ်သွားမှာအဲ့ပရီးမီးယားလိဂါတကယ်တော့ပရိသတ်တွေကြားအရန်ကိုစပိုတင်ကောင်းပြီးပရိသတ်တွေအမာခံများလုံးလို့တာ အရန်ဟော့ပြီးတော့ကောင်းနေတာနှစ်တော်တော်များများကြီးတိုင်းတော့စောစောစီးစီးချန်ပီယံပေါ်နေတာသိလားတကယ်တော့အဲ့ဒါလည်းအစောကြီးပဲအဲအစောကြီးမနစ်ကလည်းအစောကြီးအဲ့လိုအစောကြီးအစောကြီးတွေပေါ်နေတာတကယ်တော့ဟိုအရန်ကြီး competitive ဖြစ်မှာကဘာမှပြန်ဟိုပြန်ဆိုင်မှုအပြင်းထန်ဆိုမှန်ပါတယ်တပွဲချင်းအဲ့ဒါလူတွေရဲ့ကျွန်တော်ပြောပို့လို့ပြ Premium နဲ့ကြိုက်ကြတာပါဗျာကျွန်တော်လည်းကြိုက်ကြတာဆိုတော့အဲ့လိုဖြစ်တကယ်တော့အဲ့လိုမျိုးတသင်းသေးကြီးအော်ပွဲစဉ်အစိတ်30လောက်မှာအာဆင်နယ်ကြီးက15မှာအဲ့လိုကြီးကြောက်လဲဖီးမလာဘူးညဘောလုံးဝဲကြီးရတော့ဒါပေါ့ဖီးကြောက် အာဆင်ဒီမန်စီးတီးပြန်လာဖို့တော့လိုနေပြီဗျဒီတိုင်းဆိုတော့မန်စီးတီးကတော့ပြုပြင်ပြောင်းလဲသေးကာလာဆိုတော့ကျွန်တော်တို့တို့ဘယ်လိုပြန်လာမလဲစောင့်ကြည့်ကြတာပေါ့အဲ့တော့ကျွန်တော်ပြောရလဲနည်းများသွားပြီဆိုတော့အဲနောက်ထပ်ပွဲလေးရှိသေးနောက်တစ်ပတ်လေးလဲကျွန်တော်တို့ဆက်ဆွဲကြပါပရီးမီးယားလိပွဲစဉ်လဲကျွန်တော်တို့ review တွေဒါအပတိုင်းကြောသွားမယ်ပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒါကျွန်တော်တို့ review အစီအစဉ်တွေဖြစ်ပါတယ် premium league ရဲ့ပတ်သက်တဲ့ပွဲစဉ်တွေပြောသွားတာဖြစ်ပါတယ်လာမယ့်အပတ်တွေမှာလည်း preview review တွေ podcast တွေတခြားအစီအစဉ်ကောင်းတွေကျွန်တော်ပြန်လာပါအောင်မယ်အခုတော့ဒီလောက်ပါပဲကြည်ပေးခဲ့တဲ့ညီကိုများအားလုံးကိုကျွန်တော်တို့ Sport Corner အဖွဲ့သားများအားလုံးကကျေးဇူးတင်ကြောင်းပြောကြရင်ဒီမှာပဲကျွန်တော်ညီကုန်းချုပ်လိုက်ပါတယ်။